မိသားစုကိုစီရှိလျက်နဲ့အိမ်တော်ရေးဖောက်ပြန်ခဲ့ကြပြီ။ညဘက်မှာအတူတူလာအိတ်ဖို့ခေါ်ထားတဲ့စက်ကရီရှော့ဖိုင်တွေပါပြန့်နှံ့လာခဲ့တယ်။ဇမင်သားတင်မောင်ဇမင်ဝင်းနဲ့ပဒမ냐ကေခိုင် မင်္ဂလာပါပရိသတ်ကြီးရှင်အခုရက်ပိုင်းရက်တွေပရိသတ်တွေစိတ်ဝင်စားမှုမြင့်တက်နေတဲ့ဇမ်မြသားတင်မောင်ဇမ်မြဝင်းနဲ့ဗဒံများကိခိုင်တို့ရဲ့အိမ်တော်ရေးဖောက်ပြန်မှုဇလန်းမှာလူဦးသားအပြန်အလှန်စကားပြောထားတဲ့ဖိုင်တွေပါပြန့်နှံ့လာခဲ့ပြီးပရိသတ်တွေအနေနဲ့အံ့ဩမဆုံးဖြစ်ခဲ့ကြရတာပါဇမေသားတင်မောင်ဇမေဝင်းဟောင်းအိမ်တော်သက်ကြာနေပြီဖြစ်တဲ့အမျိုးသားတယောက်ဖြစ်ပြီးချစ်စရာကောင်းတဲ့သားလေးတယောက်ကိုလည်းပိုင်ဆိုင်ထားသလိုမိသားစုအရေးအယားရောအနည်းပညာအရာပါအောင်မြင်နေသူတယောက်လည်းဖြစ်ပါတယ် ဒါပေမဲ့အိုးချင်းထားအိုးချင်းထီကျိုးချင်းထားကျိုးချင်းကြီးကြတဲ့ဖြစ်စဉ်အတိုင်းဖြောပြပွဲဆက်ပွဲတွေကပြရာမှာမကြာခဏတွေးဆုံနေရတဲ့ပွဲစီစဉ်သူပဒံများကိခိုင်းနေနှစ်ဦးသားဆန္ဒတွေမထိန်ချုံနိုင်မဲအိမ်တော်တွေအသီးသီးရှိရက်နဲ့ဖောက်ပြန်ခဲ့ကြတာလည်းဖြစ်ပါတယ်ပဒမယာကိခိုင်ကလည်းအရွယ်ရောက်ပြီးသားသားတယောက်ကိုပိုင်ဆိုင်ထားတဲ့မိခင်ဖြစ်ပြီးအခုလိုကိစ္စမျိုးလူသိရှင်ကြားပေါ်ထွက်လာခဲ့တဲ့အတွက်ပြည်သက်တွေအနေနဲ့တော့အံ့ဩမဆုံးဖြစ်ခဲ့ကြရတာပါ တင်မောင်ဆန်းမင်းဝင်းနဲ့ဗတံများကိခိုင်းတို့နှစ်ယောက်ဟိုတယ်ထဲကနေအတူတူထွက်လာခဲ့တဲ့အချိန်တင်မောင်ဆန်းမင်းဝင်းရဲ့တရားဝင်ဇနီးဖြစ်သူမမကဟိုတယ်ရှိကနေဆောင်ဖမ်းပြီးဗတံများကိခိုင်းကိုပားရိုက်ခဲ့တဲ့ကိစ္စဖြစ်ပွားခဲ့တယ်လို့လည်းနီးစပ်သူတွေရဲ့ပြောပြချက်အရသိရှိရပါတယ် ဗရမ ्या ခေခိုင်ကမူပိုင်ခွင့်ကိစ္စတွေသာပြောနေတာသူကကြတော့သူများလင်တင်မောင်ဆမ်းမင်းဝင်းကိုပေါ်တင်လူခဲ့လို့ဟိုတယ်ရှိမာရင်ပါဆွဲရိုက်ခံထားရတာအဲ့ဒါကိုကျမကိုယ်တိုင်မြင်တွေ့ခဲ့ရတာဆိုပြီးတော့တင်မောင်ဆမ်းမင်းဝင်းနဲ့ဗရမ ्या ခေခိုင်တို့ရဲ့အိမ်တော်ကြီးဖောက်ပြန်မှုဇလန်းဖြစ်စဉ်ကိုအသေးစိတ်သိရှိသူတက်ဦးကပြောပြထားတာလည်းဖြစ်ပါတယ် အခုတခါမှဆိုရင်လေဒီမောင်ဆမ်းမင်းဝင်းရဲ့ဇနီးဖြစ်သူကသူတို့နှစ်ယောက်ဖောက်ပြန်ထားတဲ့ screenshot မှတ်တမ်းတွေကိုဖော်ပြလာခဲ့တာဖြစ်ပြီးအဆိုပါမှတ်တမ်းတွေထဲမှာတော့ဗတမားကိခိုင်ကသူ့အိမ်မှာမိဘတွေအိပ်ပျော်နေတဲ့အချိန်ည7နာရီလောက်ကိုသူနဲ့အတူလာနေဖို့ခေါ်နေတဲ့မှတ်တမ်းတွေပါဝင်နေပြီးမနက်6နာရီမှာလူကြီးတွေမတိခင်အစောထပြန်ဖို့အတွက်ပြောဆိုထားတဲ့မှတ်တမ်းတွေလည်းပါဝင်နေခဲ့ပါတယ်